ာကူရာရဲ့အစင်းနည်းနဲ့ပေါင်းဆက်ထားလို့ချီရောက်တီချင်းချင်းချင်းသွားပြီးပန်းနုယောင်သားယူပုံမူတောက်ပစီပါရယ်စာကူရာခရင်50 mW ဝယ်ရင်စာကူရာဖေရှင်ဖုန်း50 mW လက်ဆောင်ရမယ်နော်ဒါကတော့ဒေါ်ဘုံမျိုးနယ်ကကက်ပီတယ်ဟိုက်ပါမားကတ်ရဲ့လက်ရှိမြင်ကွင်းပါ နေ့က9နာရီ36မိနစ်ကပေါက်ကွဲစီတဲ့လက်လုပ်ပစ္စည်းတွေကြောင့်အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက်ဒီနေ့နိုဝင်ဘာ22ရက်မှာ Capital Hypermarket ရဲ့တာဝန်ရှိသူတွေကတန်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါဒီပေါက်ကွဲမှုကြောင့်လာရောက်ဈေးဝယ်သူတဦးမှထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့သိရပါတယ်ပေါက်ကွဲမှုတွေက product က plastic ပစ္စည်းတွေထားတဲ့အတန်းမှာတစ်ချိန်ကာလာဆင်ပစ္စည်းတွေရောင်းတဲ့အတန်းမှာတစ်ချိန်မြင်းကြီးတက်ရှိအချိုရီပလင်းတွေရောင်းချတဲ့အတန်းနဲ့မုန့်တွေရောင်းချတဲ့အတန်းတို့မှာတစ်ချိန်စုစုပေါင်း၄ချိန်အသေးစားပေါက်ကွဲခဲ့တာပါ ပျက်စီးဆုံးရှုံးမှုအနေနဲ့ငွေချက်တသိန်းဝန်းကျင်သာရှိခဲ့ပြီးဘလို့ပေါက်ကွဲပစ္စည်းကြောင့်ပေါက်ကွဲရတယ်ဆိုတဲ့အကြောင်းရင်းကိုတော့မသိရှိရသေးပါဘူး။ဒါကတက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းတွေကိုပဲမေးကြပါ။ဘာကြောင့်ဆိုတာမသိရပါဘူး။စစ်စစ်နေတဲ့အချိန်ပူပေါင်းပါဝင်ကူညီပေးတာပဲရှိပါလေလို့ Capital Hypermarket ရဲ့အထွေထွေမန်နေဂျာကိုစောဦးကပြောပါတယ်။အခုချိန်မှာမြန်မာနိုင်ငံရဲတပ်ဖွဲ့ကခွင့်ပြုချက်အရဈေးဝယ်စင်တာကိုဒီနေ့မွန်လွဲ2နာရီကစပြီးပုံမှန်အတိုင်းပြန်လည်ဖွင့်နေပြီဖြစ်ပါတယ်။ ကူပြစ်စင်နဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုတွေကိုတော့သက်ဆိုင်ရာနေမြေရက်စကန်အပါအဝင်အခြားသက်ဆိုင်တဲ့အဖွဲ့အစည်းတွေကဆက်လက်ဖော်ထုတ်သွားဖို့ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာ